ကဲအားလုံးပဲမင်္ဂလာပါအဲဒီနေ့တော့ကျွန်တော် unboxing လုပ်ဖို့အတွက်မျောလင်းဆောင်စာနေတဲ့ဖုန်းလေးတစ်လုံးရောက်လာပါပြီ။ဘာဖုန်းလဲဆိုတော့ Vivo X300 Pro ပါ။ဒီကောင်းလေးက China version ပါ။အဲ့အတွက်ကြောင့်ကျွန်တော်လောလောဆယ်မှာဖုန်းပါစီမှာဝယ်လို့တော့ရအောင်မှာမဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဖုန်းပါ Global version ပဲလောလောဆယ်တည်တံ့ရောင်းပေးနေတာဆိုတော့တကယ်လို့ဝယ်ချင်တယ်ဆိုလို့ရှိရင်ဖုန်းပါမှာ Global version ကိုမကြခင်ရောင်းပေးဖို့ရှိပါတယ်လို့သိရပါတယ်။အဲ့တော့ခဏလေးဆောင်းလိုက်ပါ။ဘလောက်မှလည်းမကြောက်တော့ပါဘူးတကယ်လို့က global version ပဲကြိုက်တယ်ဆိုရင်တော့လည်းခဏလောက်စောင့်လိုက်တာပို့ပြီးတော့ကောင်းပါတယ် လောလောဆယ်ကျွန်တော် unboxing လုပ်ပေးမယ်ဖုန်းလေးကတော့ China version ဆိုတာလေးကိုကျွန်တော်ကြိုးပြီးအသိပေးပါတယ်နောက်တစ်ချက်ကဒီကောင်လေးကကျွန်တော်သိရတဲ့လို့ဆိုရင်တော့ repack version ပေါ့နော် packing ပြပိတ်ထားတဲ့အလုံးဆိုလိုချင်တာကဟိုမှာလောလောဆယ်ပစီရတာနေသေးတဲ့အတွက်သူတို့စီမှာဝယ်မယ်ဆိုရင်တစ်ဆင့်ပြန်လဲရောင်းချတာပါညာမဖြစ်အောင်လို့ packing ဖောက်ပြီးတော့ပေးလိုက်တယ်ပေါ့နော်အဲ့တော့မှဒီမှာ packing ပြပိတ်ထားတဲ့အလုံးဆိုတော့ဆိုတော့ဟို unboxing လုပ်ပြီးသားအလုံးပေါ့နော်ဒါပေမဲ့ဒီလိုမျိုး plastic တွေပါနေတော့ပြန်ပိတ်ထားတယ်ဆိုတာလေးကိုကျွန်တော် အသိပေးတာပေါ့နော်โอเคဆိုပြောနေရကြပါတယ်အဲကျွန်တော်တို့အန်ပေါင်းစင်းလေးစလိုက်ရအောင်ဒီကောင်လေးရဲ့ဈေးနှုန်းကတော့38သိန်းခွဲ38သိန်းဝန်းကျင်လောက်ကနေစလိုက်မယ်လို့သိရပါတယ်ဒါပေမဲ့ global version ကတော့ဒီထက်နည်းနည်းဈေးပိုများမယ်ပေါ့နော်ကျွန်တော်ခုနကပြောဆိုပြပေးလိုချင်တယ်ဆိုရင်ဖုန်းပါမှာမကြခင်ရောင်းပေးမှာပါဆိုတော့ခဏလောက်စောင့်လိုက်ပါကျွန်တော်တို့မစောင့်နိုင်တော့လို့ဒီကောင်လေးကိုဆွဲပါပြီ okay ဆိုတော့ကျွန်တော်တို့ ်ပက်ကေ့ချင်းဒီဇိုင်းကတော့မနစ်ကအတိုင်းပါပဲဘာမှအများကြီးအပြောင်းလဲတော့မရှိဘူးဒါပေမဲ့ဒီ A300 Pro ကမနစ်ကနဲ့ရှင်းလိုက်မယ်ဆိုတော့နည်းနည်းအပြောင်းလဲလေးပါတယ်အဲ့အလေးတို့ကကျွန်တော်ပြီးမှကြည့်မယ်ပေါ့နော်အဲဒီမှာဒီမှာနည်းနည်းလေးဟာတာတွေရောရှိတယ်ထားပါတော့ဆိုတော့ဒါလေးကတော့ကျွန်တော်ပြီးမှဖုန်းကိုကြည့်မယ်တခြားဘာတွေပါသေးလဲဆိုတော့အော်ဒီမှာ original cover လေးတစ်ခုပါလာပါပေါ့နော်ဆီလီကွန်အကြည်တော့မဟုတ်ဘူးဘယ်လိုပြောမလဲဆီလီကွန်တော့ဆီလီကွန်ပဲအကြည်မဟုတ်ဘူးအဖြူရောင်လေးကဲကျွန်တော် manual ပါလာမယ် ပြီးတော့ကျွန်တော်တို့ဒီမှာ vivo ရဲ့ flashes 90 watt adapter တထုံးပါလာမယ်။နောက်ပြီးတော့ကျွန်တော် type a2 c ကြိုးလေးတချို့ပါလာမယ် sim ejector လေးပါလာမယ်။ဆိုတော့ပါလာနေကြပစ္စည်းတွေကတော့ထုံးစံပါပဲ။တခြားဘာမှထူးထူးခြားခြားတော့ပါလာတာမျိုးတော့မရှိပါဘူး။အဲကာဘာလေးတော့ကျွန်တော်ပြီးရင်တက်ကြည့်မှာဆိုတော့ခဏအပြင်ထိုးထားလိုက်မယ်။ဆိုတော့ကျွန်တော်ဖုန်းကိုတစ်ချက်ကြည့်ကြည့်မယ်။အော်မလေးထုံးစံတိုင်းပဲကင်မရာအရန်အသားပေးထားတဲ့ဖုန်းပြီးသားတော့နဲ့ကင်မရာဘန်းကတော့ဟပ်ပလုံးနဲ့ပဲပေါ့နော်။ ီလိုမျိုးလေးအာဟောတင်နေလေဖြူလေးပါဖြူလေးပါလှပါတယ်နှောင်းကဟိုဖုန်းထက်ဆိုင်ကင်မရာနဲ့တူပါတယ်နောက်ပြီးမနစ်ကနဲ့ရှင်းလိုက်မှဆိုရင် flat display ဖြစ်သွားတဲ့အတွက်လုံးဝ pure flat ပေါ့နော်ကင်ရတာပို့ပြီးတော့ hand feeling တော့ကျွန်တော်음နည်းနည်းဒီပြက်လေးလည်းနည်းနည်းကျင်းသွားတယ်ထင်တယ်0.5 mm လောက်ပဲကျင်းသွားလောက်မယ်အဲနောက်ပြန်နည်းနည်းလေးလည်းပါသွားတယ်ဒါပေမဲ့ဟို side cap လုတ်ပေးထားတဲ့ဖုန်းနေနဲ့ရှင်းနိုင်မယ်ဆိုတော့ကျွန်တော် side cap လုတ်ပေးထားတဲ့ဖုန်းနေရဲ့ကန်ရတဲ့ hand feeling ကိုပိုကြိုက်တယ်ပြီးတော့ဒီနှစ်မှာဒီ button အစ်တလေးပါလာမယ်ပြီးတော့ power button volume button camera housing ကြီးကတော့အကြီးကြီးပဲဟိုဒီမှာဒီလိုတော့ AC စင်ပြင်းနေပြီကန်လို့ရလောက်တဲ့အထိကြီးရယ်ပေါ့နော်နောက်ပြီးတော့ telephotography kit ပါ냐အဲ့ kit တွေထည့်ပြီးတော့သုံးလို့ရရယ်ဆိုတော့ဒီဟာကိုအဲ့လိုကြီးထားရလဲဖြစ်မှာပေါ့နော်ဆိုတော့ကန်ရတာတော့ဒီမှာပြောဒီကောင်လေးကဒီနှစ်တော့ Origin OS 6ဖြစ်သွားပြီ Origin OS 6ကမြန်မာဖုန်းဘလို့အနေထားရှိလဲဆိုတော့ကျွန်တော်ပြီးမှဆက်ကြည့်မယ်ပေါ့နော် โอเคလောလောဆယ်မှာတော့ကျွန်တော်ရဲ့ first impression အရဆိုရင်တော့ဒီနောက်ကျောဘက်ကဟို glass back ပဲ glass back ကိုမှဟိုခက်အီအီအတက်ချာမျိုးရတယ်ဗျာဟိုက glass ကိုလိုမျိုးဘယ်လိုပြောလဲတောင်ချိုချိုကြီးမဟုတ်ပဲねလက်ရမထင်ဘူးအဲ့အောင်မှာခက်အီအီတက်ချာလေးပေးတယ်မိုက်တယ်ဒါလေးကတော့မစိုးဘူးဟွန်းနည်းနည်းလေးပိုကျစ်သွားရပါတော့ဒါပေမဲ့ဒီဒီဟာလေးကိုဒါသူတို့နည်းနည်းလေးပြန် cap လုံးပေးထားမယ်ဆိုရင်တော့ပိုပြီးတော့ကန်လို့ကောင်းပါပဲဒါပေမဲ့ မနစ်ကနဲ့မတူအောင်လို့ flat ပြောင်းလိုက်တာမျိုးလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်မနစ်တုံးကတော့ဟမ်ဟက်ပြက်လဲပို့ပြီးကောင်းလာလောက်တယ်ဘာလို့လဲဆို power support နဲ့ချိန်မှာဝူးဆိုတက်သွားတဲ့ haptic ကတော်တော်ကျန်းတယ်ဒီဘောဘက်မှာ dedicated speaker ဘောပါလာတယ်နောက်ဘက်မှာ size triple camera setup ပေါ့နော်နောက်ဘက်မှာ sense slot ပါမယ် type c speaker ဘောပါမယ်ဘာမှအများကြီးတော့မနစ်ကနဲ့ရှင်းလိုက်ရင်အပြောင်းလဲတော့ မရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်ဟိုဒီ days တွေလိုက်ကြည့်မှသာဟိုက cup ကနေ flat display ဖြစ်သွားတာတွေနည်းနည်းလေးပါသွားတာနည်းနည်းလေးပြက်ကျင်းသွားတာလောက်လောက်ပဲသိလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကားရတဲ့ hand feeling ကိုပြောရရင်ဗျာပိုကြစ်ကြစ်လေးလေးတော့ဖြစ်သွားတယ်ဒါပေမဲ့ဒီ flat frame ကြီးဖြစ်နေတယ်ဒါပေမဲ့ဒါပေမဲ့နေများနေဒီဒီ flat frame ကြီးဖြစ်နေရကြောင်းလာတော့မသိဘူး hand feeling အရင်ကြီးတော့ပိုကောင်းသွားတယ်လို့မခံစားဘူးပြီးတော့ဒီမှာ power ကလည်းနေနေပြီပေါ့နော် Okay so ကျွန်တော်တို့မြန်မြန်ဆန်ဆန်လေးပဲ setup လုပ်လိုက်မယ် skip အအကောင့် skip လိုက်မယ်ဗျာဟွန်း no view account တော့ skip လို့မရသေးတော့ဒါ sign later setting okay no no ဩဒါကို pilot button လေးထည့်ပေးထားရပါတော့ blue am နဲ့ချီ说小 v 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 မလုပ်ချင်ဘူး ဟွန်း display ကို color temperature ချိန်ဖို့အတွက်တန်းပြီးဒီနေရာမှာစပြီးချိန်လို့ရတယ်ဒါပေမဲ့ဒါရီအထဲမှာလုပ်လို့ရပါတယ် full screen gesture ပဲတုံးပါ okay so origin oasis ကတော့ဟွန်းအပြောင်းလဲလေးတွေ့ရရပါတော့ပြီး haptic ကြီးမိုက်လာတယ်ဒီမှာ woo ဆိုပြီးဓာတ်ကြီးလဲသွားချိန်မှာ woo ဆိုပြီးဖုန်းရဲ့ haptic ကလိုက်ပါလာတော့ခံစားရတယ်ပြီးတော့ display bezel တွေကတော်တော်လေးကိုပါတယ် rebuild version ဖြစ်နေတဲ့အတွက်မှာ power button ကတော့တိတ်တော့ power button တော့ဖြစ်တယ် power ကတော့တိတ်တော့မကြံတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ မြန်မြန်ဆန်ဆန်လေးပဲစိမ်းပြင်းပြေဖောက်ပါမယ်ဆိုမှမြန်မြန်ဆန်ဆန်ပဲလှုပ်လိုက်ရတော့မယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ Fonts တန် Vivo စံဖြစ်သွားပြီပေါ့နော်ဒီ Vivo စံကကျွန်တော်တို့အရင်တော့မြန်မာအဲ Font တွေတင်းနေဟာကိုဖြည့်ရှင်းပေးထားရလို့လည်းသိရတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ review ကြမှာပဲဒါမှမဟုတ်ကျွန်တော်ဒီဟာကို unboxing လုပ်ပြီးတော့ account ဘာညာထည့်ပြီးတော့မှာပဲကျွန်တော်စံပေးတော့မယ်ဒါပေမဲ့ Font တော့ပြောင်းသွားတာသိချားတယ် iPhone ပြောင်းသွားတာဘယ်လောက်ထိမိုက်လဲတော့ကျွန်တော်ပြီးမှပဲသိရမှာပေါ့နော်ဆိုတော့ display ကတော့မနစ်ကနဲ့ရှင်းလိုက်မယ်ဆိုရင် cap ကနေ flat ဖြစ်သွားတာတော့ပဲအပြောင်းလဲရှိလိမ့်မယ်တခြား 120Hz တွေ ADP ကိုဖြစ်နေရတဲ့ AMOLED 4G Plus တွေကတော့ဘာမှအများကြီးအပြောင်းလဲမရှိဘူး fingerprint ကလည်း ultrasonic fingerprint ပဲဆိုတော့မြန်တယ်နောက်ပြီး face unlock ဒါလည်းမြန်ပါပါဘာမှအများကြီးပြောနေစရာမလိုသလိုဒီ performance ပိုင်းအတွက်လည်းသူ့မှာတုံးပေးထားတာ Dimensity 9500နောက်ဆုံး latest and greatest Dimensity chipset ပေါ့နော် ပြကင်မရာကင်မရာတော့ဒီဖုန်းမှာအဓိကအသာပေးပြောမယ်အချက်ဖြစ်တဲ့အတွက်ကျွန်တော်ပြီးမှပြောမယ်။နောက်ဘက်ထရီဘက်ထရီကတော့7000 mAh ran 10 mAh ပေါ့နော်6500 mAh ပါလာမယ်။အဲ့ဒါပေါ်မှာကျွန်တော်တို့ငါးပြန်သွင်းဖို့တော့ကခုန90 90 90 watt နဲ့ဆိုတော့ဘက်ထရီပိုင်းနဲ့ပတ်သက်ပြီးတော့လည်းဟိုအခုလက်ရှိကျွန်တော်အမျိုးသမီးကိုင်းနေ A300 A200 Ultra အောင်မှာပဲသူဘက်ထရီမကုန်လို့ဆိုပြီးပြောနေတာဒီကောင်လေးလည်းဘက်ထရီကတော့အရင်ကြီးကျန်းမှသိကြတယ်။ ဆိုကင်မရာဘိုင်းကျွန်တော်သွားလိုက်အောင်ကင်မရာဘိုင်းမှာသွားမှာကျွန်တော်အရှိတ်ဆယ်ဖီကင်မရာဆက်ပြောလိုက်မယ်မနေ့တော့32မဂါပစယ်ဒီနေ့မှာ50မဂါပစယ်ပြောင်းသွားပြီပေါ့နော်ဆိုကင်မရာပို့ပြီးတော့อืมကောင်းလာနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်ဒီမှာရိုက်ကြည့်လိုက်မယ်ပေါ့နော် Natural Portrait အဲ Radiant Portrait နမ်းပဲထားလိုက်မယ်ကျွန်တော်ဘာလို့လဲဆိုတော့စမ်းပါဆိုတော့อืมနမ်းတော့မှာပဲဒါကိုကင်မရာဘတန်တွေသုံးလို့ရလားမရဘူးဟော ့ or vibration မှု debated တို့ flashlight တို့ပါပဲထားကြပါထားပါတော့ဆိုတော့ကျွန်တော်ဒီမှာ selfie လေးနဲ့ပဲစဖွင့်နိုင်မယ် camera ကอืม skin tone တွေပါတယ်အများကြီးမပြောင်းလိုက်ဘောမစိုးဘူးမစိုးလို့ပြောလို့ရတယ်ဗောနော်အရင်တော့အဲ့လိုမျိုးဟို skin tone တွေပါညာ online ဖြစ်သွားတဲ့ပုံစံမျိုးမဟုတ်တော့ဘူးပြီးတော့ဒီနောက်ဘက်က camera sensor လေးတွေကတော့ မဂါပစ်ဇယ်ရီကအပြောင်းလဲမရှိဘူးမိန်းဆန်စာ50အဲပယ်ရီစကုပ်က200ဒရပ်နောက်ပြီးတော့ကျွန်တော်အထရဝိုက်50မဂါပစ်ဇယ်ပါလာမယ်ပြီးတော့ portrait feature set တွေပါလာတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာ landscape and night features ကတော့အဟမ်ဒါကတော့အရင်ဆုံးတည်းကပါပြီးသားပါ snapshot portrait ကကျွန်တော်ဒီမှာ24 35 50 85 135ဟောမှာကျွန်တော်ဒီမှာ size ဆက် natural portrait radiant portrait ဆိုတဲ့ဟာလေးအစ်စ်ပါလာရပါတော့အဲ့အလေးကိုကျွန်တော်တေချာလေးဆန်းရနေမယ် review ကြရင် 24mm 35mm 50mm 85 black and white 85 figure 135mm close up so portrait ဟိုနေ့ကတော့စုံတယ်ပြီးတော့ကျွန်တော်ဒီမှာ AI AI နေကိုစမ်းဖို့အတွက်တော့ network ဖွင့်ရလိမ့်မယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ဒီ review လေး sorry unboxing လေးမြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုတော့ဒီ network တွေပါတော့မဖွင့်တော့ဘူးလောလောဆယ်မှာတော့ကျွန်တော်တို့ဒီမှာအယုတ်ကလေး2ရုပ်3လောက်ပဲကျွန်တော်တစ်ချက် unboxing မှာဆိုင်းရိုက်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ ဟိုဒါတော့မှကျွန်တော်ကင်မရာ update လည်းမလုပ်ရသေးဘူး network လည်းမဖွင့်ရသေးဘူး device အနေ image processing နဲ့ပဲဆိုတော့မှသူတော်တော်လေးပြင်လိုက်သေးတယ်ဒါပေမဲ့ mic တယ်ထုံးစံတိုင်းပဲ vivo ကဒီတစ်ခေါက်လည်းကင်မရာဆက်ပြီးတော့ကျန်းနေအောင်မဲ့သဘောမှရှိတယ်ကျွန်တော်ဒီမှာ mic ရုပ်လေးကျွန်တော်တစ်ချက်ထပ်ပြီးတော့ဒီတစ်ခေါက်တော့ကျွန်တော်ဒီ radiant portrait လေးစမ်းကြည့်တယ် ืมเนเน่เบน่าลีนเนี่ยหายไปผ่อละได้แหละနော်မချိရသေးတဲ့အချိန်မှာ तू အများကြီး optimize image processing မလုပ်ထားတာမလုပ်တာဘောသတိထားမိရပါတော့။ဆိုတော့ဒီရုပ်လေးတစ်ချက်ထပ်ဆန်းနိုင်မယ်။ဆိုတော့ကျွန်တော်ရိုက်တဲ့အခုရိုက်တဲ့ပုံတွေအကုန်လုံး 50mm တွေနဲ့ပဲရိုက်လိုက်တာပေါ့နော်။ဆိုတော့အဲ့လေးကိုတစ်ချက်သတိပေးတာ။အဲဒီမှာတော့နည်းနည်း HD detection လေးလိုသွားတွေ့တယ်။ဒါပေမဲ့ဒီအမွှေးကြတော့ပါနေရော။ ကင်မရာလည်းဒီနှစ်တော့ကျောင်းမှာပဲအဲကျောင်းမှာပဲပြောနေတယ်ဒီမှာချက်သတိထားမိတာဘေဘက်ဘက်ဆယ်ရတော်တော်လေးပါတာပဲဆိုပါဦး display size ကတော့ကျွန်တော်တို့6.78 inches လောက်ရှိမယ်ပေါ့နော်နေအလေးချိန်ကဘယ်လောက်လောက်ရှိမလဲဒီကောင်းလေးအရင်ကြီးမလေးနေဘောအဲ့အလေးမိုက်တော့နေရတော့ကြော်လိမ့်မယ်ထင်တယ်တစ်ချက်လောက်ချိန်ကြည့်လိုက်မယ်ဂရမ်ပေါ့နော်ဆိုတော့ဂရမ်ဆိုတော့228ငါငါရဲ့ချိန်ဆက်ကလည်း 22 8g ပေါ့နော်ဆိုတော့22 8 22 9အဲဝင်းကျင်တော့တော်ရှိနေမယ်နေရာတော့ကြော်တယ်စိုးပါဦးတွားပြီလားမသိဘက်ထရီကုန်ပြီလားမသိအမကုန်သေးဘူးကျန်သေးတယ်တနေ့လေးပဲကျန်တော့ဆိုတော့ကျွန်တော်အော်ဒီယိုလေးတစ်ချက်ဆန်းကြည့်လိုက်အောင်ဘက်ထရီခံလိုက်မယ်ထင်တယ်ပြောမှာပဲဝင်နေဖြစ်တော့တယ်စပြီကိုယ်စီရောက်လာတဲ့အချိန်မှာဘက်ထရီကုန်ကနေနဲ့ဆက်ရောက်လာပြီးရပဲဟင်းတော့ အရင် audio ဘက်မှာအတန်အကျယ်ကြီးတော့မဟုတ်ဘူးဒီလား H2 Pro နဲ့ရှင်းလိုက်မယ်ဆိုရင်တော့မှာပဲတိတာတာပြောင်းလဲသွားတယ်လို့မခံစားဘူးတိတိတာပြောင်းလဲသွားတာ haptic ပေါ့နော် haptic ကတော့တော်တော်ကြီးကောင်းသွားတာတိတာတယ် origin os က haptic မှာတော်တော်လေးပြင်ထားပုံရရပေါ့နော်ကျော် haptic ကတော့ကျွန်တော် appreciate လုပ်တယ်ဒါပေမဲ့ audio ကတော့လောလောဆယ် first impression တစ်ခုအနေနဲ့တော့အရင်ကောင်းသွားတယ်လို့မခံစားရသေးဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ cover လေးတစ်ချက်တက်ကြည့်လိုက်အောင် โอเคဆိုတော့ဆိုပါဘူးကာဘာလေးတက်လိုက်တော့လေသူ original ကာဘာလေးကအရန်အထူကြီးမဟုတ်ဘောဒါပေမဲ့နှိတ်ကန်တာကန်လို့ပိုကောင်းတယ်ဒီနောက်ဘက်ကဒီ texture လေးကိုကျွန်တော်တော်တော်သဘောကျရပါဘောနော်โอเคဆိုတော့ဒီ Vivo H300 Pro ရဲ့ unboxing လေးကတော့လောလောဆယ်ဒီလောက်ပဲဘောနော်အဓိကတော့ကျွန်တော်ဒီဖုန်းကိုอืมတခြားဘောက်ဆင်းရမှာတော့ကင်မရာဘိုင်းပေါ့เนาะတခြား Dimensity 9500 performance ကလည်းဘယ်လောက်ထိကောင်းသေးလဲကြမ်းလဲဆိုတော့သိရမယ် မဆိုးပါဘူး balance တော့ဖြစ်တာပဲဆိုတော့အဲ့အဲ့ကြာလေးကျွန်တော်တစ်ချက်ဆန်းပေးမယ်အခုကြည့်နေတဲ့သူတွေလည်းဘာတွေသိကျင်လေးလဲဘာတွေကျွန်တော်ဆန်းပေးရမလဲဆိုတော့ခုမှမှဆွေးနွေးပြတော့လို့ရပါတယ်အဆုံးထိကြည့်ပြတော့လဲကျေးဇူးအများကြီးတင်ပါတယ်ဘက်ထရီလေးလည်းအကုန်လုံးမှဖြစ်တဲ့အတွက်ဒီနေရာဒီနေရာမှာပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်